မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေနယ်ထဲကရှစ်ထက်ရေတံခွန်မှာပြုတ်ကျပြီးတော့ပျောက်ဆုံးနေတဲ့အမျိုးသမီး၂ဦးတည်းက American နိုင်ငံသူရဲ့ရုပ်အလောင်းကိုဒီကနေ့စက်တဘာလ30ရက်နေ့မှာပြန်တွေ့ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီမနက်7:00နာရီကျော်အချိန်ကရေတကွန်ရဲ့၃ဓာတ်အဆင့်မှာရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။ရှာတွေ့တဲ့အမျိုးသမီးရဲ့ရုပ်အလောင်းဟာအမေရိကန်နိုင်ငံသူဖြစ်ပြီးတော့အသက်25နှစ်အရွယ်ရှိပြီလို့သိရပါတယ်။ရုပ်အလောင်းကိုတော့ပြင်းလွင်ဆေးရုံစီကိုပို့ဆောင်ထားတယ်လို့ပြောပါတယ်။အထက်မှာမိုးများနေတော့ရေစီးတန်နေတယ်။ကျန်တဲ့တအုပ်ကိုထပ်ပြီးတော့ရှာနေပါတယ်လို့ရှာဖွေကယ်ဆယ်ရေးဓမ္မတအုပ်ကပြန်လည်ပြောပြထားပါတယ်။ဒီမနက်မှာရုပ်အလောင်းရှာတွေ့တဲ့အမေရိကန်နိုင်ငံသူဟာ ကိုပိုင်ចောင်းတစ်ခုကဆီယာမဖြစ်တယ်လို့သိရပါတယ်။ကြံရှိနေတဲ့နောက်ထပ်အမျိုးသမီးကိုတော့ဆက်လက်ရှာဖွေနေသေးပါ။မန္တလေးတိုင်းပြင်းလွင်မြို့နယ်တွေကရှစ်ထက်ရေတကုန်မှာမနေ့ကစက်တဘာလ26ရက်နေ့နေကင်းပိုင်း3နာရီအချိန်လောက်က ရေတရှိန်ထိုးထိုးကြလာတာကြောင့်ရေကစားနေတဲ့သူတွေရေစင်းနဲ့မျောပါပြီးတော့ပြုတ်ကျခဲ့တာပဲဖြစ်ပါတယ်။ရေတကောမှာလာရောက်ကစားတဲ့ကိုပိုင်ကျောင်းတစ်ခုက နိုင်ငံသားသားဆရာဆရာမတွေပါဝင်ပြီးတော့အမျိုးသားအမျိုးသမီး၅ဦးရေစင်းနဲ့မျောပါပြုတ်ကျသွားတာမို့လို့စေတနာမော်လူမှုကွန်ရီရဲ့အသင်းအုံကျော်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီ၅ဦးဟာ ရုရှားနိုင်ငံသားအမျိုးသားဟာခြေထောက်ကျိုးသွားပေမဲ့အသက်ရှင်လျက်နဲ့ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါဗျ။ကျန်းတဲ့၄ဦးကတော့အမျိုးသမီးတွေဖြစ်ပြီးအခင်းဖြစ်တဲ့နေ့မှာအမျိုးသမီး၂ဦးကိုရေတကွန်ရဲ့၃ဆင့်မှာတေဆုံးလျက်ပြန်တွေ့ရပြီးတော့ကျန်းတဲ့၂ဦးကိုတော့ဒီနေ့မှာဆက်လက်ရှာဖွေခဲ့တာပဲဖြစ်ပါတယ်။ရှစ်ထက်ရေတကွန်ကမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်နဲ့ပြင်ဦးလယ်မြို့နယ်အဆက်မှာရှိပြီးတော့မန္တလေးကဒေသခံအများစုတွားရောက်လဲပတ်လေရှိတဲ့နေရာတစ်ခုလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဗဟန်းမြို့မှာရဲစခန်းကိုလက်ပစ်ဗုံးနဲ့ပြစ်သွင်းတိုက်ခိုက်ရာကင်းဆောင်နေတဲ့ရဲများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ29ရက်နေ့ည10:00နာရီကျော်ကမှဗဟန်းမြို့နယ်ကဘာအေးဖျားလမ်းပေါ်မှာရှိတဲ့ဗဟန်းမြို့မှာရဲစခန်းကိုတော်လိုင်းရဲဘော်များကလက်ပစ်ဗုံးနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။ အခုလိုတိုက်ခတ်မှုအတွင်းမှာရဲစခန်းဝင်းထဲမှာရှိတဲ့လုံခြုံရေးရဲကင်းအနီးကိုကြောက်ရောက်ပောက်ခွဲခဲ့ခြင်းကြောင့်ဂိဝါမှာကင်းယူနေတဲ့ရဲများထိခိုက်မှုရှိတော့လေအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်အခုလိုမျိုးတိုက်ခတ်ခြင်းဟာအကြမ်းဖက်စစ်တပ်ရဲ့အထုရောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်လှုပ်ရှားနေပြီးတော့ပြည်သူများကိုနှီးမျိုးစုံနဲ့ မတရားဖန်ဆီးနှိပ်စက်နေတဲ့ဗဟန်ရဲတပ်ဖွဲ့ဝင်များကို fire power အထူးစစ်စင်ရေးစီရေးပြစ်မှတ်အဖြစ်နဲ့လှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ပြပုံနှလုံးအသုံးပြုပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စခန်းဝင်းထဲကလုံခြုံရေးရဲကင်းသားအယောက်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စခန်းထဲဂေးဝရဲကင်းမှာတော့ပုံမှန်ရဲခွေးနှစ်ကောင်ကင်းယူတယ် ဘိနာကအမြင်ကင်းမှာတော့တကောင်ရှိပါတယ်ညကရန်ကုန်နဲ့အစီအစေးတွေတင်းကျပ်နေတဲ့တဲကလှုပ်ရှားဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့မစ်ရှင်အပီးခွေးစခန်းနဲ့လူနာတင်ကားဝင်သွားတာရှိတယ်ရဲခွေးဘယ်နှကောင်ထီလဲဆိုတာမျိုးတော့မသိရသေးဘူးစုံစမ်းနေသေးပါလို့ Operation Flame အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Operation Flame အဖွဲ့နဲ့အတူအနောက်ပိုင်း KN ပြည်သူ့ကာကွယ်အဖွဲ့ချင်းမြနိုင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့လာတာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ် အကြမ်းမစစ်ကောင်စီကပြစ်လို့ဖော်ဆောင်မဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးတော့အကြမ်းမစစ်တပ်ကိုအရှိန်မြှင့်ပြီးတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့သိရပါတယ်ပြည်သူတွေအနေနဲ့လည်းအတူရောင်ရွေးကောက်ပွဲကိုစတင်ကြရန် Operation Flame အဖွဲ့ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်တင်သားရွာကိုအကြပ်ဆက်တက်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ28ရက်နေ့ညနေ4နာရီကျော်ခန့်မှာတင်သားရွာကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့120မမဘုံများချဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ဂျေးဘာနေပြည်သူအသက်42နှစ်အရွယ်ဒေါ်နင်းမူအသက်58နှစ်အရွယ်ဦးတင်ထူးနဲ့အသက်25နှစ်အရွယ်ဒေါ်ရွှေစင်တို့ပြင်းထန်တမ်းရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးတွေကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့တင်သားရွာကို drone နဲ့ပုံကျဲတိုက်ခိုက်သွားတာပါပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရရှိပြီးတော့နေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်ကလေးမြို့နယ်မှာအချက်မဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြေးရွာများကိုလေကြောင်းလက်နက်ကြီးများနဲ့ပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် ဘိုးခုကျင်းများလှုပ်ထားကြရန်ဒေတာရင်းဒေါ်လိုင်းအင်အားစုများကတိုက်တွန်းထားကြောင်းသိရပါတယ်။အခုနှစ်ဇန်နဝါရီလပိုင်းကလည်းအဲ့ဒီတင်သားရွာနဲ့ကုတ်ကုတ်ရွာမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့နေရာကိုအချက်မှတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ၈ဦးသေဆုံးပြီးတော့၁၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ပေါ်ကိုအကြမ်းဖက်ဆက်တပ်ကလက်နက်ကြီးများ drone များနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွာမြို့ပေါ်နေရာတချို့မှာမီးများလောင်ကျွမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့စက်တင်ဘာလ30ရက်နေ့မုံလွယ်ပိုင်းကစတင်ပြီးတော့အချမ်းမတ်စစ်တပ်ကကြောင်မဲမျိုးပေါ်ကို drone များလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။အချမ်းမတ်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ကြောင်မဲမျိုးပေါ်မှာရှိတဲ့တစ်တော်ယုံနဲ့ရဲစခန်းအပါအဝင်ဌာနဆိုင်ရာအဆောက်အဦများမိလောင်နေပြီးတော့မျိုးပေါ်အခြေအနေဟာလည်းရှုပ်ထွေးနေတယ်လို့ပြောပါတယ်။ စစ်တပ်ကလက်နက်ကြီးတွေရော drone တွေနဲ့ရောဇက်တိုက်ကိုကြောက်မဲမျိုးပေါ်ကိုပြစ်ခတ်တိုက်ခိုက်နေတာနောက်ပြီးတော့တစ်တော်ယုံနဲ့ရဲစခန်းလည်းမီးလောင်နေပါတယ်တိုက်ပွဲကလည်းဆက်ဖြစ်နေတော့မယ်စစ်တပ်စစ်ကြောင်းကမြို့နာအထိကက်လာတာဟုတ်ပါတယ်မြို့ပေါ်ရောက်မရောက်ဆိုတာတော့အတိမပြတ်နိုင်သေးဘူးမြို့ပေါ်အခြေအနေတွေကရှုပ်ထွေးနေတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ် ်လက်တလုံးမှာစစ်တပ်ကကြောင်မဲမြို့နဲ့အနီးဆက်ဆုံး၄မိုင်အကွာကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။ကြောင်မဲမြို့စစ်ရေးအခြေအနေဟာအပြင်းထန်ဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့တော်လန်ရေးသတင်းမြစ်ချို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြိရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်တောင်ဖာဖုံမှာတရားမဝင်မြန်မာရွှေပြောင်းလုပ်သား28ယောက်ကိုတင်ဆောင်လာတဲ့မောင်းခိုးသမားမောင်းနေလာတဲ့ကားတစီရဲလိုက်လို့ထွက်ပြေးရင်းကနေလမ်းဘေးကိုကျပြီးကားတိတ်မောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာနေ့အစောပိုင်းကကန်ချနာဘူရီတာခနုံကစစ်ဆေးရေးဂိတ်မှာကားတစီကိုစစ်ဆေးဖို့အတွက်ထိုင်းရဲတပ်ဖွဲ့တွေကရက်ခိုင်းခဲ့ရမှာငင်းဆန်ပြီးတော့ထွက်ပြေးတာကြောင့် ထိုင်းအာဏာပိုင်တွေကလိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အရှိန်ပြင်းပြင်းမောင်းနေလာတဲ့အဲ့ဒီကားဟာရွှေကဆိုင်ကယ်တစ်စီးကိုဝင်တိုက်မိပြီးတော့လမ်းဘေးမြောင်းထဲကိုထိုးချသွားခဲ့တယ်လို့သိရပါဗျ။ရင်မောင်းဟာသူတင်ဆောင်လာတဲ့မြမလုံသား28ယောက်ကိုထားခဲ့ပြီးတော့နေရာကနေချက်ချင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြအောင်အာဏာပိုင်တွေရဲ့အဆိုကိုကိုးကားပြီးတော့ဘန်ကောက်ပို့စ်ကဖော်ပြထားပါဗျ။ရင်မတော်တဆမှုကြောင့်ကားမန်တွေကွဲထွက်သွားပြီမြဲကားထဲမှာလိုက်ပါလာတဲ့ရွှေပြောင်းမြန်မာတွေအမျိုးသား၁၉ဦးနဲ့အမျိုးသမီး၉ဦးကတော့ထိခိုက်ဒဏ်ရာတစုံတရာမရဘဲနဲ့ ်အသက်ဘေးကနေလွံ့ညောက်လာတယ်လို့သိရပါတယ်ထွက်ဆိုချက်တွေအရသူတို့တွေဟာတောလန်းကနေတဆင်ဆန်ခလာဘူရီတဲကိုဝင်ရောက်ခဲ့ပြီးတော့ဝဇီရာလောင်ကုံဆဲကိုလှေနဲ့ဖြတ်ကတာခနုံကိုရောက်ရှိခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီကနေကားနဲ့ထိုင်းနိုင်ငံတဲကိုတွားရောက်မှဖြစ်ကြောင်းအာနာပိုင်တွေကပြောပါတယ်သူတို့အနေနဲ့တယောက်ကိုဘတ်18000ကနေ2000အထိပေးချေခဲ့ရပြီးတော့ဘန်ကောက်နဲ့တဝိုက်ကပြည်နယ်တွေမှာအလုပ်လုပ်ဖို့စီစဉ်ထားကြတယ်လို့သိရပါတယ် ်စစ်အာဏာသိမ်းပြီးတဲ့နောက်မှာစီးပွားရေးအချက်အလက်တွေကြောင့်မြန်မာပြည်သူပြည်သားများဟာထိုင်းအပါအဝင်အိန္ဒိချင်းနိုင်ငံတွေကိုရရနီးလန်းနေနဲ့ထွက်ခွာလာမှုကနေတစတစပုံမှုပြီးတော့များပြားလာနေတယ်လို့သိရပါတယ်။အခုစက်တမ်ဘာလအတွင်းမှာပဲထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်စံခလဘူရီကနေနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရမှုဟာအယောက်200ခန့်ရှိနေပြီဖြစ်တယ်လို့သူတို့လာရလန်ခီအတွင်းမှာလဲမတော်တဆမှုတွေကြောင့်တေဆုံးမှုလည်းဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ